ဖျားနှင့်ယဟန္တာတို့၏ခြေဆုတရားအမှတ်၁တစ္ဆာတိအောင်လောရမယ်မလုံးမဖြစ်တဲ့အလုပ်၁တတ္တဝါတွေရဲ့အမြဲနေရင်ကအပယ်လေးပါ လူပြည်လာတာအရေးလာပြတာတတန်နေရာလုံးမဲ့ရတာမကြိုက်ခဲ့လို့အပယ်လေးပါကိုရင်ကိုရဖြစ်ခဲ့ရတာအခုလူဘဝကိုတရားကြောင်ရောက်လာတာမတရားနဲ့အချိန်ကုန်မယ်ဆိုအရင်ရှုံးပါလိမ့်မယ်ဒီအတိုင်းနေလို့မတော်တဲ့အကြောင်းကောင်းကောင်းသိပါလူဆိုတာဒီလိုပဲရှာစားနေရတာပဲပြောနေတာ ရှာစားတဲ့ဘက်ကပဲနားလဲတာကူမရှာဘဲချမ်းတာနေတဲ့ဘက်ကိုနားမလဲတော့ကိုနားလဲတာပဲအသားယူပြောနေတာရှာစားရတဲ့ကိစ္စရှိရင်မရှာဘဲပြီးတဲ့ကိစ္စလည်းရှိရမယ်ခမားတို့ကိုယူဝနှိမ့်ဆက်နေတာမတော်လန်နိုင်ပဲဖြစ်နေလို့ကိုပင်မန်းတာတွေကိုလည်းထုံတန်းနဲ့ဖုံးမြစ်လိုက်တော့တစ္ဆာပြောက်သွားတယ်ထုံတန်းကလည်းကို့အကူလှုပ်ထားတဲ့ထုံတန်းစင်းရက်တက်ရှည်နေတာထုံတန်းတွေဖုံးနေလို့ခမားတို့တကူလုံး ဒုက္ခဆင်းရဲတာအမှန်ရှိ၍ချမ်းသာအမှန်မရှိသေးပါဘူးဒုက္ခရှိရဲနဲ့ဒုက္ခရှိမှမသိတာတစ္ဆာမသိလို့ခမားတို့မသိလိုက်တဲ့ဖြစ်ခြင်းဟာမိုးကြိုးပြစ်တာထက်နာသေးတယ်အတုပပို့တိုင်းသူတော့သေးပြီငါတော့မသေးရရှာမယ်ဆိုတဲ့စိတ်လာကူးမလာဘူးခမားတို့ကဒုက္ခမပြတ်မှနေတတ်တယ်သေခြင်းထက်မှနေတတ်တယ်အနာခြင်းထက်မှနေတတ်တယ်မပူရတဲ့ဘဝမသေးရတဲ့ဘဝတခါမှမတွေးခဲ့ကြပါဘူး သိတော့ပြောတန်ကြားနဲ့ကိုယ့်အကူတင်းသိနေတာလဲအတော်ဆိုးတယ်ခမားတို့ချမ်းသာအစ်စ်မသိသေးဘူးဒုက္ခတစ္ဆာချမ်းသာကိုသာသိတယ်ခမားတို့ကြိုက်နေတဲ့ချမ်းသာကပုတ်ရည်နေတဲ့ခွေးသားကိုလင်းတာကြိုက်တဲ့ချမ်းသာမျိုးဖះကငြိမ်းအေးတဲ့ဒုက္ခကြိုက်စေခြင်းနဲ့ခမားတို့ကဒုက္ခဝေဒနာကြိုက်နေတယ်ခမားတို့အလွဲကြီးပဲဆိုတာတည်တည်ချာချာပြောတာပါတသက်မှတစ်ခါတတန်နေရာမှတစ်ခါဆိုတယ်လို့ဒီလိုနဲ့နဲ့နဲ့တွေကြားရတာနော် အင်မတန်ဂယူးဆိုင်ကြစမ်းပါနှစ်ကိုကိုကိုတနာရင်ဒီအလုပ်လုပ်ပါမတိတော့ကမတိတယ်လို့နေလာခဲ့တာကိစ္စမရှိဘူးတည်ပြီးတဲ့အခါကျတော့ပြင်ဖို့ဆင်ဖို့အချိန်ရောက်ပြီဒီတစ်ခါပြောင်းရင်ပြောင်းနောက်ဆိုပြောင်းပေးမဲ့သူလည်းမရှိဘူးပြောင်းဖို့ရအချိန်တွေလည်းကုန်တော့မယ်မှတ်ပါမက်ကင်အလင်းရောင်တွေပေါ်နေတော့အေဂျင့်နဲ့နီယောဒတစ္ဆာနိဗ္ဗာန်စီတွားကြပါ အပေလန်းကစင်ရလန်းသူဂတိလန်းကခိတအပန်းဖြေတဲ့လန်းမဆုံးဘူး လန်းတကလန်းထဲမှာမက်ကင်လန်းတာချမ်းသာကိုအဆုံးပို့တယ်။ရောက်ဖူးတဲ့သူကလည်းตาရလို့ပြန်ခေါ်တာ။ဖះကဝိပဒနာရှုဖို့1992ကြိမ်တိုင်တိုင်မှာခဲ့တယ်။လူဒန်းတာပေးကန်းတာအတာထားပြီးသူပြောတဲ့တရားအတိုင်းကျင့်ပြီးသူ့ကိုတရားနဲ့ပူဇော်စေခြင်းနဲ့ဒီအလုဟာဖြင့်မလုံးမဖြစ်တဲ့အထဲမှာအကြီးအကျယ်ဆုံးအလုဝိပဒနာမလုံသေးတာဖြင့်တေးရတာအားမရသေးလို့လားမေးဖို့ပဲရှိတယ်။ ခမားတို့အင်မတန်ကိုကျိုးနှဲမှဆိုးလို့အလုတ်ခိုင်းတာမှတ်ပါခမားတို့ကမသိလို့အေးအေးနေတာတော်ကြခမားတို့တွေ့ရမဲ့ဒုက္ခကမသေးဘူးနော်သုတောင်းပြေဖရာမကယ်နိုင်ဘူးကိုကိုကိုကယ်ကြပါဘဒူဘာပြောပြောကိုဟာကိုယုံမှကိုလွတ်မှလောကုတ္တရာအလုတ်ဆိုတာထုံးစံနဲ့ဘက်တက်ရတယ်ဒီတလုံးကအင်မတန်အရေးကြီးတဲ့စကားလို့မှတ်ပါ၃ချိန်ဆွဲလေလေမှားချက်တန်လေလေစင်စားကန်းရှိရှိထုတ်လေနောက်ဆုတ်လေပဲ ဖြစ်ဖြစ်မှဆိုတဲ့စကားမတုံးပါနဲ့ဖြေးလာခဲ့တာကြာခဲ့ပါပြီစင်ကြယ်လဲလို့ရှိရင်ငရဲမျိုးစေ့ကြီးပွားပြရစီဆိုတာနဲ့အတူတူပဲငရဲမျိုးစေ့ကြီးပွားလေလေငရဲသက်ရှိလေလေကိုသိရင်အပေသွန်းချမဲ့တရားတွေဝမ်းနေရှိလျက်နဲ့နောက်နေတဲ့အလုပ်လုပ်နေရင်ဒီတဲ့မိုက်တာရှာမတွေ့တော့ဘူးတပွားတနတ်ဆာငဲ့နေတာနဲ့တတန်နေရာလုံးနဲ့နာသွားလိမ့်မယ်သူတော်ကောင်းနဲ့ဆရာကောင်းသမားကောင်းနဲ့အကြုံကြီးကြုံပေမဲ့ခမည်းတော်အချိန်ဆွဲနေရင် နိဗ္ဗာန်နဲ့အဆုံကြီးဆုံးဖို့မဖြစ်နိုင်တော့ဘူးအသေးဘက်ကိုပြေးနေတဲ့ခန္ဓာကိုယ်ကနောက်ဆွဲထုတ်လို့မရဘူးပြင်းလွှာရင် တစ္ဆာတည်တဲ့အလုံမြ мян လို့တုတ်တန်သွားရင်လောက်ရမှာလောကီမှာလဲစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဆိုတာတရားတာအာထုတ်ပါတရားကဆောင်ပါလိမ့်မယ်လေးမက်ဖို့ရာကြောင်း၅ပါ၁ဖရာသာသနာနဲ့ကြုံခြင်း၂ဖရာဟောတဲ့တရားတွေကိုတိတိကျကျမက်ဖို့ဆိုင်အောင် ဟောနိုင်တဲ့ဆရာကောင်းနဲ့ကြုံချင်း၃နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို ထောင်နိုင်တဲ့ဉာဏ်နာနဲ့သိတတ်တဲ့ဉာဏ်ရှိခြင်း၄တည်ပြည့်ကျင့်နိုင်တဲ့စွမ်းရည်တတ္တိရှိခြင်း၅၀ဖြစ်မြအောင်ကျင့်ပြီးဆရာကျေးဇူးပြန်ဆက်လိုစိတ်တဖွာဖွာပေါ်ပေါက်ခြင်းဤသုံးပါးတရား၅ပါးနဲ့ကြုံရင်မက်ဖို့ရရမယ်လို့ဖះကဟောတယ်ကိုယ်စိတ်ထဲစုံနေစိတ်ပေါ်တိုင်းဤ၅ပါးနဲ့စစ်ဆေးလိုက်ဖះပွင့်လာတာအနိစ္စစေဒုက္ခစေ အနတ္တစေ၃ခုယူပြီးလာတာ ခမည်းတော်ကြိုက်တဲ့စေတဖုံးမှမပါဘူးကိုကြိုက်တဲ့စေမှ ကိုတောက်မယ်ဆိုရင်ဖျားဆူဆူနဲ့လွဲပြီးအပယ်လေးပါးမှနေရမှာပဲအပယ်သွားတတ်တဲ့တန်ရောစင်လောက်တော့ခမည်းတော်ဖြတ်ထားဖို့သင့်ပြီးတန်ရောစင်ဖြတ်ဆိုတာရှိတဲ့ပစ္စည်းတွေအကုန်စွန့်မှဒီလိုမမတ်ပါနဲ့ဘာတွေဝစ်ပြီးဘာတွေစားနေနေဝေဒနာနဲ့တနာကြမဲ့ဝင်ဖို့ပဲအရေးကြီးတယ်အလုလုချိန်မရသေးလေတတိထား ပညာနဲ့ဖြစ်ပျက်ရှုသွားဆိုတာလေးဂယုစိုက်ပါငါဖုံးရှိကံရှိသူတွေမို့နီလန်းညွန်ပြပြီးမဲ့ဆရာထူးနဲ့ကြုံကြရတာကြုံကြိုက်တဲ့အခိုက်ကလေးမှာယူထိုက်အောင်ယူလိုက်ကြဖျားကူကဟောတာညံကောင်းတဲ့ပုပ်ကူမနဲ့အားထုတ်ညံ့နေရတာပဲဒီတဲ့ဖြစ်တဲ့လူဟာခုနှစ်ရက်လောက်ကြာတတ်တယ်မလွယ်ဘူးပြောရင်ပြင်းလို့ဖြင်းလို့ကုကုကုမတနာလို့နီးပေးဖို့ကဆရာအကြီးရအောင်လုပ်ဖို့ကကို့အကြီးတသက်နဲ့တကူ ငရဲနဲ့တေကန်းရှင်ကန်ဖျက်မဲ့နီးဟာဘရော့မတို့မကြုံခဲ့တာဒီတစ်ခါဖြင့်ဒုညံစွမ်းနဲ့ဆရာအကူညီနဲ့ဖြင့်အောင်ပွဲယူရတော့မှာပဲဆိုတာဆုံးဖြတ်ပါကိုဟာကိုဖုန်ကြီးမရှိ냐တော့လဲပွားများအားထုတ်ကြမယ်ဆိုရင်မက်ဒီဟူတော့နေထွက်မယ်